မင်္ဂလာပါ English with Nisi ကနေပြန်နေကြိုဆိုပါရစေ။ဒီနေ့မှာတော့စီးပွားရေးလုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ယာရုအသုံးလုံးလေးတွေကိုလေ့လာကြရအောင်ပါ။ Director မြန်မာလိုပြောမယ်ဆိုရင်တော့ Director ပဲပေါ့နော်။ဒါအင်္ဂလိပ်စကားလုံးကနေမျိုးစားထားတဲ့မြန်မာစကားလုံးဖြစ်ပါတယ်။ The director reviewed the company's annual financial reports ဒါရိုက်တာကကုမ္ပဏီရဲ့နှစ်စဉ်ဗန်နာကြီးအစီရင်ခံစာတွေကို ပြန်ပြီးတော့စစ်ဆေးခဲ့တယ်။အဲ့တော့ဒီမှာဆိုရင် the director director က review ဆိုတာက ပြန်ပြီးတော့စစ်ဆေးတာပေါ့နော် the company's company ရဲ့ annual ဆိုတာကနှစ်စဉ်နှစ်တိုင်းဖြစ်ဖြစ်တာကိုပြောရှင်းတာအဲ့တော့ annual နှစ်စဉ် financial ကကြတော့ငွေချင်းနဲ့ဆိုင်တဲ့ဟာ တော့ဒီမှာရှင်သူဘန်နာရေးလို့တုံးထားရေပေါ့နော် financial reports ဘန်နာရေးအစီရင်ခံစာတွေကို reviewed ပြန်ပြီးတော့စစ်ဆေးခဲ့ပါတယ်နောက်တစ်ခုကတော့ executive အမှုဆောင်အရာရှိ the new executive made a bold decision to invest in overseas markets အမှုဆောင်အရာရှိတက်ကပြည်ပစီကွက်တွေမှာညီညီမြုပ်နှံဖို့အတွက်ရရင်တည်ကြတဲ့အဆုံးဖြတ်ချက်တွေချခဲ့တယ် ဲ့တော့ဒီနေရာမှာ made a bold decision ဆိုတာလေးကိုကြည့်လိုက်ရအောင်ပါဒီမှာက made make ဆိုတာက make make ကလာတာပေါ့နော်အဲ့တော့ make နဲ့ decision တွေကတွဲသုံးလေးရှိပါတယ်ဒီမှာတော့ a bold bold ကိုဂျာရီအထည့်သုံးထားတယ်ဒါလေးကတော့ adjective ပေါ့နော် made a bold decision ပြီးရင် in overseas markets overseas ဆိုတာကပြည်ပပေါ့နော် markets ကဈေးပွက်ဖြစ်တဲ့အတွက်ပြည်ပဈေးပွက် administrator စီမံခန့်ခွဲတဲ့သူ the administrator is responsible for managing office supplies and schedules အဲ့တော့ administrator ဆိုတဲ့စီမံခန့်ခွဲတဲ့သူက is responsible တာဝန်ရှိပါတယ်ဘာအတွက်လဲဆိုရင် for managing စီမံခန့်ခွဲဖို့အတွက်ဘာတွေကိုစီမံခန့်ခွဲမလဲဆိုတော့ office supplies and schedules office ဟာကရုံး supplies ဟာကအထောက်အကူပစ္စည်းပေါ့နော်အဲ့တော့ရုံးသုံးပစ္စည်း office supplies ရုံးသုံးပစ္စည်း and schedule အချိန်စရာတွေကိုစီမံခန့်ခွဲဖို့အတွက်တာဝန်ရှိတယ်။ skilled worker ကျွမ်းကျင်လုပ်သား the factory hired more skilled workers to improve product quality ဆက်ယုံကထုတ်ကုန်အရည်အသွေးတိုးတက်စေဖို့အတွက်ကျွမ်းကျင်လုပ်သားတွေကို ပို့ပြီးတော့ငှားရမ်းခဲ့တယ်။အဲ့တော့ဆက်ယုံဘက်ကကြည့်မယ်ဆိုရင် သူတို့ရဲ့ထုတ်ကုန်ကောင်းမှအရည်အသွေးကောင်းမှ များများဝင်ကြမှာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ထုတ်ကုန်ရဲ့အရည်အသွေးကအရေးကြီးတယ်ပေါ့နော်။ဒါကြောင့်မလို့အဲ့ဒီထုတ်ကုန်အရည်အသွေးကောင်းကောင်းလေးတွေကိုလုတ်ပေးနိုင်တဲ့ကျွမ်းကျင်လုပ်သားတွေကို ပို့ပြီးတော့ငားရမ်းခဲ့ပါတယ်။ ဒီနေရာမှာဘူးတူတက်လေးပြောပြမယ်ပေါ့နော် skate walker ဆိုတာကသူ့ရဲ့အလုံးမှာကျွမ်းကျင်မှုတွေရှိပြီးသားအဆင့်တစ်ခုနေရာတစ်ခုထိရောက်ထားပြီးသားပေါ့နော်ဒါပေမဲ့သူ့ရဲ့စက်ကျင်ဘက်ကကျတော့ and skate walker သူကကျတော့ခုမှအလို့ဆောင်ဝင်နေကျွမ်းကျင်မှုတိတ်မရှိသေးတဲ့သူတွေကိုပြောရှင်းတာဖြစ်ပါတယ်သူကကျတော့ရှေ့က UN နေထည့်လိုက်တာပေါ့နော် and skate walker ောက်တစ်ခုကတော့ receptionist ခီးတွေပါတီထွက်တဲ့အခါမှာဟိုတယ်တွေတဲကြမျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာဟိုတယ်တွေကိုဝင်လိုက်တဲ့အချိန်မှာပထမအဆုံးတွေ့ရတဲ့သူကတော့ receptionist ဖြစ်ပါတယ် please sign in at the front desk with the receptionist ကျေးဇူးပြုပြီးတော့အဲ့ဂျူနဲ့အတူရှေ့ခစပွဲမှာလက်မှတ်ထိုးပေးပါပေါ့အဲ့တော့ဒီမှာဆိုရင် sign in ဆိုတာလေးကိုတွေ့ရလိမ့်မယ်ဒါတော့အကုန်လုံးနဲ့ရင်းနှီးပြတာဖြစ်မှာပါဘာလို့ဆိုဒီ social media သုံးတဲ့အခါပေါ့နော် Facebook TikTok YouTube ပါပဲသုံးသုံးပေါ့နော် sign in အရင်လုပ်ခိုင်းနေအာအကောင့်လေးဖွင့်ခိုင်းနေပေါ့နော်ဒါကြောင့်မလို့ဒါလက်မှတ်ထိုးပြီးတော့သူတို့ရဲ့ social media ကို သုံးလိုက်တာပေါ့နော်အဲ့တော့ဒီမှာ sign in ဆိုတာလေးကတွဲသုံးပါတယ်ဆိုတော့ဒါ receptionist ပဲဖြစ်ပါတယ်ရှင် researcher သူတည်တည် our team of researchers is working on a breakthrough in battery technology ကျွန်တော်တို့သတိတနာအဖွဲ့ကဘက်ထရီနည်းပညာမှာအောင်မြင်မှုရဖို့အတွက်အကျိုးပန်းနေတယ်။အဲ့တော့ဒီနေရာမှာ working on ဆိုတာကကြိုးပမ်းနေတယ်အားထုတ်နေတယ်လုံးဝအားစိုက်ထုတ်နေတာမျိုးပြောချင်တာပေါ့နော် working on breakthrough breakthrough ဆိုတာကနယ်ပယ်တစ်ခုမှာတများရည်နဲ့လုံးဝမတူဘဲနဲ့လုံးဝထွန်းပေါက်နေတာမျိုးပြောချင်တာပေါ့နော် breakthrough ဖြစ်တယ်ဆိုတာကဒါလေး ရှင်းတာဖြစ်ပါတယ်။အဲတော့ဒါလေးကတော့ researcher သတိတနာပြုလုပ်တဲ့သူကိုဆိုလိုတာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့စီးပွားရေးလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ယာဒူးနေရာအသုံးအနှုန်းလေးတွေကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။